ျွန်တော်ယခုဆက်ပြီးတော့ WBA Office Software နဲ့ AJ အသုံးပြုနည်းအပိုင်းကိုကိုဆက်ပြီးတော့မှ ပြောပြပေးမှာဖြစ်ပါတယ်။ပထမဦးစွာ WBA Office Software လေးကိုဖွင့်လိုက်ပါ။ပြီးရင်မိမိဆွေးနေတဲ့ AJ ဖိုင်လေးကိုရေးပြီးတော့မှ နေပေးလိုက်ပါ။ကျွန်တော်ယခုကဘာကိုပြောပြမလဲဆိုလို့ရှိရင် ကျွန်တော်ကဒီဇယားကိုပေါ့နော်နောက်ထပ်သုံးတဲ့အခါကျလို့ရှိရင်ဇယားတွေကိုနောက်ထပ်အစ်စရဲဇယားမလိုပါဘူးပေါ့နော်ကျွန်တော်ကဒီဟာလေးကိုကျွန်တော်က copy ကိုပြီးတော့မှကျွန်တော်တို့တင်ထားမှာပေါ့နော်အဲနောက်တစ်ခါမိမိကဇယားတုံးနေတယ်ဆိုလို့ရှိရင်အဲဒီ copy ကူးထားတဲ့မူရင်းလေးကိုပြန်ပြီးတော့မှ copy copy ပွားပြီးတော့မှတုံးမှာပေါ့နော်အဲအဲ့လိုတော့မှကျွန်တော်ကဒါလေးကိုတင်ထားနေတာပေါ့နော်ပွားပြီးတော့မှ ွားပြီးတော့မှတင်ထားမယ်ဆိုတော့ကကြတော့ဒီဇာလေးမှာလောလောဆယ်ပြင်ဆင်ဇာရှိကြလေးကိုကျွန်တော်ကျွန်တော်ပြင်လိုက်မယ်နော်။ဒါလဲဆိုတော့နောက်တစ်ခါတုံးတဲ့အခါမှာအစင်းင်းဖြစ်အောင်ပေါ့နော်။အဲဒီမှာဆိုလို့ရှိရင်ဒါ formula တွေကတော့အဲဒီတင့်ဝင်မှာဆိုလို့ရှိရင်ကတော့ formula တွေကတော့အကုန်လုံးပြည့်နေတယ်ပေါ့နော်။ဒီမှာအကုန်လုံးပြည့်နေဆိုတော့ဒါကပြင်ဇာမလို့ပေါ့နော်။အဲပြီးတော့အရေးအတွက်ပြင်ရမယ်နော်။အရေးအတွက်ပြင်ရမယ်ပေါ့နော်။သူက အောက်ဖက်တင်မရောက်တူတဲ့ဈေးနှုန်းပြင်ရမယ်ပြီးရင်အမျိုးအမည်ပေါ့နော်အဲကျွန်တော်ဓာလေးလေးပြင်ရမယ်ပြင်ရမယ်ပန်းလေးပေါ့နော်ရက်ဆွဲပေါ့နော်အဲရက်ဆွဲလဲရက်ဆွဲဆိုတဲ့ရိုးကန်ကိုလည်းပြင်ရမယ်ပေါ့နော်ဒါလည်းဆက်ကကျွန်တော်နောက်တစ်ခါ side တဲ့ခါ side ထည့်တဲ့ခါကျလို့ရှိရင်အဲနောက်ထပ်ပြင်စရာမျိုးပေါ့ပေါ့နော်အဲလေးတေးကြအောင်ပေါ့အဲကျွန်တော်အဲ့ဒီပြင်တဲ့နီလေးကိုကျွန်တော်လုပ်ပါမယ်ပြင်ရင်တော့ကျွန်တော်ရက်ဆွဲပေါ့နော်ဒီဘက်ကတော့ ဆင်ကတော့ဒါအောက်အောက်ကြီး23တိပြည်နေပေါ့နော်ဒါတော့ပြင်ရမလို့တော့အဲရက်ဆွဲရတော့ကျွန်တော်ရက်ဆွဲပြင်မယ်ပေါ့နော်ရင်းမပြင်မယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ကဒီစာတွေကိုကျွန်တော်ကနောက်ထပ်ဖြတ်နေရမှာဆိုလို့ကျွန်တော်စာတွေကိုကျွန်တော်ကျွန်တော်ဖြတ်လိုက်မယ်နော်စာတွေကိုကျွန်တော်ကနီးယားတို့ဘယ်လိုမှကျွန်တော်ဖြတ်လိုက်မယ်ဘာလဲဆိုတော့ကျွန်တော်စာတွေကိုနောက်ထပ်ဖြတ်နေရမှာဆိုလို့နော်ပြီးလိုက်နော်ပြီးသွားရဆိုလို့ရှိရင် အဲပထမတချမ်းကိုကျွန်တော်တစ်ချက်နေမယ်ပြီးရင် long clip ပေါ့နော်နည်းနည်းလေးကြာကြာဖိလိုက်မယ်ပြီးရင်လွတ်မယ်ပြီးရင်ဒီအောက်ဆိုင်နဲ့များလေးကန်ပြီးတော့မှအောက်ကိုဆက်မယ်နော်ဒါကတော့ကျွန်တော်တို့ရှိနေတဲ့အဲ formula လေးပေါ့နော်အဲပုံမှန်တိုင်းလေးဖြစ်နေအောင်ပေါ့နော် formula လေးတွေကို copy ကူးလိုက်တာဒါကတော့အဲ yes ဆွဲအတွက်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင် dance လေးကို နေလိုက်ပါအဲဒါဆိုလို့ရှိရင် yes ဆွဲပြီးသွားပြီပေါ့နော် ရေဆွဲပိုင်းပြီးပါပြီ။ပြီးရင်ကကျတော့အမျိုးအမည်ပေါ့နော်။အမျိုးအမည်ထွက်လဲ20နဲ့အောက်ကနံပါတ်23ထိကို copy ပွားမယ်ပေါ့နော်။ copy မပွားခင်မှာကျွန်တော်ဒီကစီးရင်လေးကိုကျွန်တော်ဖြတ်လိုက်မယ်နော်။အလဲဆိုတော့ကျွန်တော်နောက်ထပ်ဖြတ်နေမှာဆိုလို့ကျွန်တော် clear အောင်နေလိုက်တယ်။ပြီးပြီဆိုတဲ့ခါကျမှဒီဟာလေးကို black ဖြစ်နေတဲ့ဟာလေးကိုစာမရှိတဲ့ဟာလေးကိုကျွန်တော်တို့ပေါ်ထားမှာပေါ့နော်။ long clip နေလိုက်မယ်။ပြီးရင်မြတ်အောက်ဆက်နေတဲ့မြတ် တစ်ချက်ဆွဲမယ်။အောက်ဆက်ဆွဲမယ်နော်။ 23အထိဆွဲလိုက်မယ်ဒါအဆင်ပြေလိုက်နော်ပြီးရင် dance ဘာလေးကို နေပြလိုက်ပါ23အထိပေါ့နော်ဒါအဆင်ပြေပါပြီဒီနေ့ select ဖြစ်တစ်ချက်လုပ်လိုက်မယ်ဒီခါကျတော့ဇီနိုဇီနိုဆိုတဲ့နေရာလေးမှာကျွန်တော်တို့ဒီ LED ကိုစာလေးလေးကိုကျွန်တော်တို့ဖြတ်လိုက်မယ်နော်အရင်ပြလိုက်မယ်ပြီးရင် clear ဆော်လေးကိုတစ်ချက်နေလိုက်ပါ ပြီးရင်အပေါ်ဆုံးအကြောင်းလေးကိုတစ်ချက်နေလိုက်မယ်။ပြီးရင်လောက်ကလေးဆိုတာလေးပေါ့နော်။ပြီးရင် outside နဲ့များလေးအပေါ်ဆွဲချမယ်နော်။ audio audio ဆွဲချလိုက်ပါ23တိပေါ့နော်။ဆက်ချပြီးကပြီဆိုလို့ရှိရင်ပြီးပါပြီဆိုလို့ရှိရင်အဲကျွန်တော်တို့ကဒီက dance ဆိုတာလေးကို နေပေးလိုက်ပါ။နော်ဒါလေးပြီးပါပြီ။နောက်တစ်ခုအရေးအတွက်အရေးအတွက်ကိုလည်းအခုလိုလဲပေါ့နော်။ခဏရလုံးလိုက်မယ်နော်။ အရေးအတွက်ကိုလည်းကလီယာလုပ်နိုင်မယ်အရေးအတွက်ကတော့ဟိုဘသူကတော့အမှန်ထားလို့ဆံမလို့ပေါ့အရေးအတွက်ကတော့ထားရတော့ဘယ်တန်းလဲဒါကိုကျွန်တော်ဒါလေးကိုဖြတ်ထားလိုက်မယ်ဖြတ်ထားလိုက်လေရတယ်ခင်ဗျဒါလေးကတော့တိတ်မလို့ဘူးနော်တော်တော့အရေးအတွက်ကအရေးအတွက်ကမလို့ပါဘူးဒီကနော်ဟုတ်တယ်အရေးအတွက်ကမလို့ကျွန်တော်မလုပ်တော့ဘူးနော်ပြီးလို့ရှိရင်ကျွန်တော်တို့စေဆိုတာလေးကိုကျွန်တော်တို့နေလိုက်မယ်နော်စေဆိုတာလေးကိုနေလိုက်ပါ အဲဒါဆိုလို့ရှိရင်ဘာသာဝင်နဲ့ကျွန်တော်ခုနကကော်ပီပြီးပွားရလဲဆိုတာကြတော့ဆိုကြပါစို့ကျွန်တော်တို့အောက်မှာ20နှစ်ဆိုတဲ့အကြောင်းကိုအမျိုးအမည်ပေါ့နော်20နှစ်ဆိုတဲ့အကြောင်းကိုထိလိုက်မယ်နော်အဲဒီလိုလေးတွေပေါ့နော်ဒါလေးတွေအခုဒီဒီဟာလေးပေါ်နေအောင်လို့ကျွန်တော်တို့ကလုပ်ပေးတာအဲဆိုတော့အောက်မှာ20နှစ်ဆိုတဲ့နေရာမှာကျွန်တော်တို့က formula မပြီးထားဘူးဆိုလို့ရှိရင်ဒီဟာကြီးကမပေါ်လာဘူးလေနော်နော်အဲ့အဲ့ဒီဟာလေးအဆင်ပြေအောင်လို့ကျွန်တော်တို့က copy ပွားတာပါနော် အဲ23ရင်း23ရင်းအောက်ဘက်ကိုနေကြည့်မယ်နော်ဒီမယ်ဘာမှမပေါ်ဘူးနော်တက်လား23ရင်းအောက်ဘက်ကိုအောက်ဘက်တင်းနေတော့ဘာမှပြောတော့ဘာတော့ formula မရှိဘူးလေနော်ဒီမှာအောက်ဘက်တင်းနေဘာမှမပေါ်ဘူးနော်ဒီမှာကျွန်တော်နေပြတာဒီမှာနေပြနော်မပေါ်ဘူးတက်လားဘာမှမပေါ်တော့တော့ formula မရှိဘူးလေနော်အဲ့ formula လေးရှိအောင်လို့ကျွန်တော် formula လေးတွေကျွန်တော် copy ကူတာပေါ့နော်ဒါ23ဆိုရင်မပေါ်လေလေနော်အဲ့အဲ့အဲ့ဒီဟာအဲ့ဒီဟာလေးအဲပုံမှန်နေဖြစ်နေအောင်လို့ပေါ့နော်ကျွန်တော် ါလေးတွေကျွန်တော်ပြင်တာပါဒါဘလက်ဖြစ်သွားရေပေါ့နော်ဒါလေးဒီဇာတ်ကိုကျွန်တော်တို့ကအမ်နောက်တစ်ချိန်မှာပွားလုပ်မယ်ပေါ့နော်အဲ့အဲ့ကြာဒါကျွန်တော်ကတဘောကြပြီးစင်ပြေပါပြီဆိုတဲ့ခါကျတော့ကျွန်တော်ဒါကိုတိန်းလို့မယ်နော်ဘယ်လိုတိန်းမလဲဆိုလို့ရှိရင်ဘယ်လိုကော်ပီကူးကူးလဲပေါ့နော်အေးမယ်ရှိဝမ်းဆိုတာလေးကိုနေလိုက်မယ်နော်ဒီကောင်ကိုကော်ပီကူးမှာပေါ့ဗျနော်အဲ့ဒါလေးတစ်ချိန်နေမယ်ပြီးလို့ရှိရင်ကြည့်မယ်ကော်ပီရှိဆိုတာလေးရှိတယ်အဲ့အဲ့တစ်ချိန်နေမယ်နော်ဒါကော်ပီပွားတာပေါ့နော်အဲ့ဒီမယ် တတူရဲ့မူရင်းဖိုင်ပြီးပေါ်လာရင်နော်ဒီမဲ့ရှီဝမ်3ဒီမှာဒေါက်တာကော်ဘီလေးပေါ်လာကျွန်တော်တို့အားလေးကိုတင်ထားမယ်နော်တင်ထားမယ်ဆိုတဲ့အခါကျတော့အဲ့ဒီဟာလေးကိုကျွန်တော်တို့ကနာမည်ပေးမယ်အဲ့တော့ရှီဝမ်3ဆိုတဲ့နေရာလေးကိုတစ်ချက်နေမယ်နော်ဒီမှာထိနေလိုက်ပြီပြီးရင်ဒီမှာလိန်လေးပေါ်လာအဲ့နင်းလေးကိုကျွန်တော်ဖြတ်လိုက်မယ်ဖြတ်ပြီးတော့မှကျွန်တော်ဗာရေးမယ်ဆိုလို့ရှိရင် ကျွန်တော်မူရင်းလို့ရေးထားလိုက်မယ်เนาะဒါကျွန်တော်မူရင်းပေါ့ကျွန်တော်မူရင်းလို့ကျွန်တော်ရေးထားလိုက်မယ်ပြီးတော့ရေးဆိုလို့ရှိရင် outside နေတဲ့အများလေးကိုတစ်ချက်နေပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာမူရင်းဆိုတာလေးကျွန်တော်ပို့နေเนาะဒီမေမူရင်းဆိုတာလေးပို့နေပါပြီကျွန်တော်က နောက်တစ်ချိန်မှာကျွန်တော်ဇေယျသုံးတဲ့ခါကျရင် ကျွန်တော်ဒီငွေရင်းဖိုင်မျိုးကျွန်တော်ကော်ပီပွားပြီးတော့မှကျွန်တော်သုံးမှာပေါ့နော်အဲ့ဒါကျွန်တော်ငွေရင်းစာလေးကိုကျွန်တော်တင်လိုက်တာပါအဲပြီးလာပြီဆိုလို့ရှိရင်ကျွန်တော်ဒါလေးကို save clock လေးကိုတစ်ချက်နေလိုက်မယ်နော်ဒါသလို့ရှိရင်ကျွန်တော်တို့ရှိဝမ်းကကျွန်တော်တို့စင်းလေးတွေပြည်သွားလို့ပေါ့နော်နောက်ထပ်အဲသုံးနေတဲ့ဆိုရင်ဒီကငွေရင်းတဲ့ဟာလေးကိုကျွန်တော်တို့ copy ပွားပြီးတော့မှသုံးမှာပဲနော် ဒါဆိုရှင်ရင်ကျွန်တော်မွေရင်းလေးကိုကျွန်တော်တင်ထားလိုက်ပြီเนาะကော်ပီကူရာတင်ထားလိုက်ပြီတော့ဇေယျတော့ကျွန်တော်တို့ရှိဝမ်းနေမှာပဲကျွန်တော်တို့စီးရင်တွေကိုရေးပါမယ်ရှိဝမ်းနေမှာပဲကျွန်တော်ရေးမှာပေါ့เนาะရှိဝမ်းနေမှာရေးပြီးပြီဆိုတဲ့ခါကျမှအဲနောက်ရှိဝမ်းလေးကပြီးသွားပြီဆိုတဲ့ခါကျမှလိုတဲ့ခါကျလို့ရှိရင်မွေရင်းလေးကိုကော်ပီကူဘလုံးမှာကျွန်တော်တို့တုံးပါပါเนาะကျွန်တော်အဲ့ဒီမူရင်းလေးကိုတင်တဲ့နေလေးကိုကျွန်တော်ပြောပြပေးတာပါအဲဒီခဏလေးကတော့အဲဒီလောက်ပါပဲခင်ဗျာ ကျွန်တော်နောက်ပိုင်းနေမှာအအတုံးဝင်နဲ့အတုံးတက်မဲ့ feature လေးတွေကိုကျွန်တော်ထပ်ပြီးတော့မှပြောပြပေးပါမယ်ကျေးဇူးတင်ပါတယ်အရှင်ပြေကြပါဦး